2025ခုနှစ်မေလ10ရက်စနေနေ့မနက်စောစောနှုတ်ကတော်ညီဖျားခင်သာတောက်လာတယ်ကျွန်တော်တည်တပြားခန်းစားပြီးတင်းတာကလာတော့လာခြင်းလဲမဲ့ခွေရွဲ့ပြင်ဆင်ပေးတဲ့ဖက်ရှင်နာမှာအပေါင်းကြီးပါစီတော့ကာလချင်းကိုရှေးဥစွာရွေးနှောင်းရမယ်ဆိုလို့ရှိရင်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တဲ့ရပ်ပေါင်းက130တိတိရှိခဲ့ပြီဖြစ်ပါတယ်ကုန်ကြီးတဲ့ရပ်ပေါင်း130ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စဉ်းစားဆင်ခြင်နှုတ်သွင်းအောင်နှစ်ကုန်ကြီးချန်ရှိသေးတာတော့မရဖန်နေစပြီးတော့ဟာလား 235ရဲ့အကြံပါသေးတယ်။ကျန်ရှိတဲ့နေရာကိုလည်းကာလာချွန်ကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပိုလုံးကရှေးဥစွာတိုက်တွန်းလို့ဆိုပါစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုဒီကခြေပြုမဲ့ကျမ်းစာကတော့65ခုပြောင်းစားလမ်းအပိုက်ငယ်၉ဖြစ်ပါတယ်။မြေကြီးကိုအကြည့်ရှုကြွလာ၍မိုးမိုးကိုများစွာရွာစေလေ။ရင်းနှီးပြည့်သောဖျားသခင်မြေအားဖြင့်အလွန်ကြွယ်ဝစေတော်မူ၏။ နှစ်ကွက်တော်သည်အသက်ရှင်တဲ့ဇာရဖြစ်တိုင်းရောက်တိုင်းမှာဖျားသခင်သည်အသက်တပံပြန်လည်ကောင်းချီးပေးပါစေသောအာမင်ဆလံဆရာကဖျားသခင်ရဲ့အကြည့်ရှုကြွားလာခြင်းနဲ့တူကျွယ်ဝစွာနဲ့လှုပ်ဆောင်မှုတဲ့အရာတွေကို ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်အစ္စရေလမျိုးရင်းနေတဲ့ပါလာတိနာလို့ခေါ်တဲ့ပါလာစတိုင်းဒေသအဲ့ဒေသဟာမိုးရီကိုတောက်တုံးပြီးတော့စိုက်ပြီးလို့ရတဲ့နေရာဖြစ်ပါတယ်အဲဂရုပြပါလို့မဟုတ်ပါဘူး အဲ့လိုပြီးမှတော့ဟုတ်လားရေမြောင်းနေဆယ်တွေပေါ့လေခြေနဲ့ရေလောင်းရတဲ့ဆယ်ဆယ်တွေကိုရေကိုကန်ရေရေသွင်းရတယ်ဒါပေမဲ့ဒီမှာတော့မဟုတ်ဘူးတောင်တန်းတွေနဲ့တောင်ကုန်းတွေနဲ့ခြေကွန်းနဲ့ပြည်စုံနဲ့ခန္ဓာပြီးဖြစ်တဲ့တကြောင်ပါလာတိနာတိုင်းဖြစ်တဲ့တကြောင်မိုးရေကိုမျှော်ဖို့လိုပါတယ်အဲ့ဂရုပြီးပါလို့ဟာဆယ်မြောင်းနေရေမြောင်းနေနဲ့လုတ်ဖို့အတွက်မဖြစ်နိုင်ပါဘူးအဲ့တော့ဘုရားသခင်မှာမျှော်လင့်ပြီးတော့နေ့စဉ်နဲ့မြတ်သွားလာခြင်းလည်းပို့ ခလုံးကူစားခြင်းသူတို့ရဲ့ဘဝတက်တဲ့ဘလောက်အရေးကြီးလဲဆိုတော့ဆန္ဒဆရာဖော်ညွှန်းနေခြင်းဖြစ်ပါတယ်။ဘုရားခင်ကောင်းမြတ်တဲ့ဘုရားဖြစ်တဲ့ကြောင့်မြေကြီးကိုအကြည့်ရှုကြွာလာတယ်။ထိုရှင်နာမပုံကြည်ပါစေ။ဒါတင်မဲလားမိုးကူများစွာရွာစေတယ်။အဲ့ဒါတင်မဲလားရည်နဲ့ပြည့်နေတဲ့ဘုရားခင်မြစ်အားဖြင့်အလွန်ကြွယ်ဝစေတော်မူတယ်။ဘုရားခင်ရဲ့မြစ်လို့ပြောပါရတယ်။ယောက်ျားဒီလူတွေကတော့နာမည်တွေပေးလိုက်မယ်။ ့ကျောင်းနိုင်ငံဆိုတန်လွင်မြစ်တို့အရာရီမြစ်တို့ချင်းတွင်းမြစ်တို့ဒါပေမဲ့ဆန္ဒဆရာတော့ဘုရားသခင်ရဲ့မြစ်လို့ပြောပါတယ်အဲ့ဒါအပြင်ဘာဖြစ်စီလဲအလွန်ကျွဲဝစီတော်မူတဲ့ထိုရှင်နာမပုံကြီးပါစီဘုရားခင်ကျွဲဝခြင်းကိုနှစ်သက်အားရတဲ့ဘုရားဖြစ်ပါတယ်မိမိကျွန်၌ကျွဲဝခြင်းချမ်းသာတူပွားခြင်းနှစ်သက်အားရတဲ့အရှင်ဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ပြောမိဘဝတက်တာတွေ့ဘုရားသခင်၌တာလင်ကျွန်တော်ခုံလုံးကိုးစားဖို့ဘယ်လောက်ရည်ကြီးလဲ။ ဒါစိုက်ပျိုးရေးသမားတွေပြောတာပါလေယာလုံနေတဲ့သူတွေအတွက်ချမ်းမြေတွေလုံတဲ့သူတွေအတွက် farmer ဟလာလေသမားတွေအတွက်ပြောနေတာပါဒါပေမဲ့ကျွန်တော်တို့ဘဝတက်တာအတွက်လည်းဟလာတမအလုပ်လုပ်တာဖြစ်မှာရန်ကုန်တိုင်းဝိုင်းဆိုပါလို့ရန်ကုန်တိုင်းဝိုင်းဆိုလေသမားမရှိသလောက်ပဲလေအကိုလုံဆောင်တဲ့လုပ်ငန်းတွေမှာလည်းဖျားသခင်ကဘာလို့လဲကိုယ်ကုမ္ပဏီလုပ်ငန်းလားအစိုးရလုပ်ငန်းခွင်မှာရှိနေတာလားဘယ်လုပ်ငန်းမှမဆိုဖျားခင်ကျွန်တော်တက်တာအတွက်အလွန်ကြွယ်ဝစွာနဲ့ကောင်းချီးပေးတယ်ဆိုတာကိုဘဝတက်တာမှာတည်ချွန်းခြင်းနဲ့ သွာလာကျင်တယ်ဘုလုံးကဒီနှက်ွက်တရားစားကိုဖော်ညွှန်းပြီးတော့တိုက်တွန်းကျင်တာဖြစ်ပါတယ်။သဘောကျတဲ့ချက်ကတော့အလွန်ကြွယ်ဝစေတော်မူတယ်။နောက်တစ်ချက်ကဖျားသခင် အကြည့်ရှုကြွလာ၍ဟာလေလုယာဖျားသခင်သည်ကျွန်တော်ရဲ့အမှုတော်ဆောင်လုပ်ငန်းမှာအကြည့်ရှုကြွလာတယ်။အလွန်ကြွယ်ဝစေတယ်။ထို့ရှင်တော်ဘာပုံကြီးပါစေ။ဖျားသခင်ဒီမိတ်ဆွေလုပ်နေတဲ့လုပ်ငန်းကိုအကြည့်ရှုကြွလာ၍အလွန်ကြွယ်ဝစေတယ်။ ဖျက်ရှင်နာမပို့ကြည့်ပါစေ။ကြောင့်ဒီအမှုရောက်ပေါ်ရက်တည်ပြီးတော့ရုပ်ကြည်ချင်းနဲ့ဆက်လက်အသက်ရှင်အောင်လို့ကျွန်တော်တိုက်တွန်းလို့ဆိုလိုပါတယ်။ကျွန်တော်ရနှုတ်ကတော်နဲ့ဝင်ခချပြင်ရောက်တော့ဖျက်သခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့။ဆုတောင်းနေကြပါစို့။မြတ်တော်ရှင်ဖဖျားကိုရတိမြေကြီးကိုကြီးရှုကြွလာသလိုသားတို့လုပ်ငန်းတွေပေါ်မှာလည်းကြီးရှုကြွလာရှိပါတယ်။မြေကြီးကိုအဲ့လိုမိုးများကိုမိုးကိုများစွာရွာစေလဲ ရေနဲ့ပြည့်တဲ့ကိုရောရဲ့မြေအားဖြင့်အလွန်ကြွယ်ဝစေတော်မူတယ်လို့ပြောပါတယ်။ဒီနေ့ကိုရရှင်ကိုရောနဲ့သားတို့ရဲ့အငန်းတာအသီးသီးသားတို့ရဲ့လုပ်ငန်းတွေမှာအကြီးစုကြွလာပြီးတော့အလွန်ကြွယ်ဝစေတယ်ဆိုတဲ့အရာပေါ်မှာစိတ်ချမှုနဲ့သွာလာခြင်းလဲဆိုတာကြောင့်ဖြစ်စေဖို့နှုတ်ပတရားစကားမှာအလင်းပေးခြင်းပယ်ပြင်ခြင်းတွင်သိကျေးဇူးပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းကဲဒီပိုင်းရှင်အရှင်ယေရှုဖုရားနာမတော်မြတ်ကိုမြှပြပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရစေဖခင်အာမင်အချစ်ရှုကြွလာ၍ အလွန်ကြွယ်ဝစေတော်မူမယ်စိတ်လုံးထဲမှာအဲ့ဒါတွင်းရအောင်ငါကုဝရဖျံကောက်ကြည့်ရှုကြွာလာမယ်ပြီးတော့အလွန်ကြွယ်ဝစေမယ်အဲ့ပုံမှာယက်တီပြီးတော့သွားလိုက်အောင်လို့ထပ်ဆင်ပြီးတိုက်တွန်းလိုပါတယ်ဟောဒီနေ့ဆယ်ရက်ဆိုတော့မနက်ဖြန်7ရက်ဟောမှတ်မိလားမပြောတော့ဘူးရမင်တာလို့ရှင်ပါတယ်လို့ဘယ်မှာ7ရက်ဆိုလို့ရှိရင်ဟလာတခင်ပြားနေလည်းဖြစ်တယ်ဖြစ်တဲ့ပြင်ဟလာမနက်6နာရီမှာဘိုင်လင်ကောင်ရှိမယ်အာကျွန်တော်ရဲ့ quiet time ကိုစာသားပြဖတ်မှာ 9နာရီဒီလိုမျိုးအချိန်မှာဟလာ my blessed morning ရှိမယ်။နောက်7နာရီမှာ blessed sunday ဆာမွန်ရှိမယ်။မနေ့ကဆက်9နာရီမှာလတလမှာ3ချိန်ပဲလုပ်တဲ့မိပါများတမတရားစီစဉ်ရှိပါတော့အဲ့စီစဉ်ဆောင်ဆိုင်ပြီးကြည့်ရှုအောင်လို့ထပ်စဉ်တက်တောင်းလုပ်ပါရစေ။နောက်ပြီးတော့ဒီတစ်ပတ်တက်ကာလမှာကျွန်တော်တို့ပြီးခဲ့တဲ့ခင်ဗျားနေရာစပြီးတော့အင်ကာဟလာဂျာလာပရီဒီနေ့စနေဆာလန်ကျန်နေစဉ်းစားခဲ့ပါရစေ။ ပြီးခဲ့တဲ့နှစ်လားဟာလာဗုဒ္ဓမနေ့ကတောက်ကြအားလုံးကြားခဲ့ပြီဖြစ်တိုင်းမာကုကစဉ်းစားပါတယ်ဒါလည်းအားလုံးပြန်ပြောင်းပြီးတော့ကြည့်ရှုရအောင်လို့သတ်စင်တိုက်တွန်းလိုပါတယ်ရောက်တိုင်းမှာဘုရားသခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်